အခုရက်ပိုင်းမှာပဲမိုးများမယ်ဆိုတဲ့ခန့်မှန်းချက်တွေနဲ့အတူမိုးရွာသွန်းမှုတွေရှိလာတာကြောင့်ကေဇေးစခန်းတွေနဲ့ငလင်တန်းတင်အဆောက်အဦတွေမှာနေထိုင်ကြသူတွေခက်ခဲနေကြတယ်လို့ဒေသခံတွေနဲ့ကုညီကေဇေးပေးနေသူတွေကပြောပါတယ်။ဇွဲတစ်သတင်းပေးပို့ထားပါတယ်ရှင်။ငလင်ဘေးတန်တဲ့မန္တလေးမြို့မှာပြီးခဲ့တဲ့ရက်အတွင်းမိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်ကေဇေးစခန်းတွေမှာနေထိုင်ကြတဲ့ပြည်သူတွေနေထိုင်စားသောက်ရေးကျန်းမာရေးအခက်အခဲတွေကြုံနေရတယ်လို့ကုညီပေးသူတွေကပြောပါဗျ ဧပြီလ30ရက်ညပိုင်းကနေမေလ2ရက်နေ့ထိမန္တလေးမြို့မှာမိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်ယာယီတဲထိုးနေထိုင်ကြရတဲ့ကယ်ဆယ်ရေးစခန်းတွေထဲအထိရေတွေဝင်ရောက်ခဲ့ပြီးတချို့ကယ်ဆယ်ရေးစခန်းတွေဆိုရင်အမိုးရီလန်သွားခဲ့တယ်လို့သိရပါဗျာ။အဲ့လိုလည်းများတော့ကျွန်တော်တို့ကယ်ဆယ်ရေးကန့်တွေကိုပြန်လည်ပြုပြင်နေတယ်။ဒီမြန်မာဘက်မှာရှိတဲ့ကန့်တွေကိုတော့ကျွန်တော်တို့ဒီမြန်မာနေရာတွေကိုပြောင်းရှင်းဖို့စီစဉ်နေပါတယ်ခင်ဗျာ။အခုအများဆုံးတွေ့လာရတာကတော့ဒီရာလာတော့ဝမ်ကြောက်ဝမ်ရှောတော့အဲ့ဒါတွေကတော့အရှင်းများလာကြတယ် ခုလိုခဲ့နေတာကတော့ဒီအခမဲ့ save ကန်တွေဆိုတာဒီ save ရယ်ဒီကန်တွေတန်တယ်ပြပြန်ဖို့ကန်ဆောက်ဖို့အတွက်ဒီ color ဘတ်တွေတို့အဲလေကလိုနေပါလေခင်ဗျာဟုတ်ကဲ့ဆရာလေးတို့ငလေးဝေးစင်ပြည်သူတွေကခါတော့ကြော်လာလေးချက်တဲ့နောက်မှာဒီမန္တလေးကိုကိုကြီးရဲ့လူတွေကလဲလာတယ်ခင်ဗျာအဲ့တော့ကျွန်တော်မန္တလေးကိုလည်းကိုကြီးပြဖို့ညှိတာရခိုင်ကြပါတယ် န္တလေးမှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာအချိန်တလားကြာကြာပြီဖြစ်တာကြောင့်ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နေရသလိုခေစေးစခန်းတွေမှာကုညီသူနေပါလာပြီးအတင်စားအစားအစာနဲ့စေဝါလိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါရယ်။ဒါအပြင်မိုးရွာသွန်းတာကြောင့်ငလင်တန်ထိထားတဲ့အဆောက်အုံတွေဒဇယ်တစ်ပိုင်းပြိုကျပျက်စီးတာတွေရှိနေပြီးအဆောက်အုံဖြိုတဲ့ဈေးကကြီးမားတာကြောင့်မဖြိုချနိုင်သေးတဲ့အဆောက်အုံတွေလည်းများစွာရှိနေတယ်လို့သိရပါရယ်။ ဒီမှာလည်းဘလို့လေကျွန်တော်တို့ဒီကလောက်ကတော့အသုံးအပြန်တော့အများစုကထောက်ထားကြတာဘောတော့ငွေနဲ့ထိထားတယ်ပြည်တယ်ပြီးထောက်ဖို့လိုအပ်တဲ့နေရာလေးကိုထောက်ထားကြတာရှိတယ်။ဒါပေမဲ့တို့ဆိုရင်နာက တော်တော့မသိနိုင်သေးတယ်လမ်းမိနိုင်သေးတဲ့နေရာတွေမှာတချို့နေရာတွေကသူတို့ပွဲနေရာတွေမထောက်ထားကြအောင်မထောက်ထားလို့တည်ကြတယ်အပ္ပဒါရှော့မှာတော့ထက်ကိုဖြစ်မှာမိုးလေးရွာလဲဆိုအိကြပြီဖြစ်မှာအဲ့ဒီအတိုင်းပဲဖက်ပြူကြတဲ့အိမ်တော့ကျွန်တော်ရှိမှာနေနေတော့တော့တွေ့ကြတွေ့လိုက်တာအောင်နော်ပြူကြဆိုတော့ဘလို့အစားအုပ်တစ်ခုလုံး collapse ဖြစ်ပြီးပြူကြတာမဟုတ်တတိယတစ်ပိုင်းပြူကြတာမျိုးဖြစ်ခဲ့တာအောင်နော်အဲ့ဒါဆိုရင်ပြန်ရှိကြပါဦး မေလာတရနေ့ကနေလေးရက်နေ့အထိအရှိတ်ဘက်နဲ့အနောက်ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်နဲ့တရုတ်ပြည်မှာကြီးဘက်ကဆင်းလာတဲ့လေနွေတွေထိတွေ့မှုကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်အများစုမှာအချိန်ခါမုတ်မိုးရွာနိုင်တယ်လို့စစ်ကောင်စီမိုးလေဝသဌာနကဧပြီလ30ရက်မှာသတိပေးချက်ထုတ်ပြန်ထားပါတယ်။ ငလင်တန်းတဲ့မန္တလေးမှာပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကလည်းအချိန်ခါမုတ်မိုးရွာပြီးလေပြင်းတိုက်တာကြောင့်ငလင်တန်းထိထားတဲ့28လမ်းလမ်း80 81လမ်းကြားကတုံထက်တိုက်တလုံးပြိုကျပျက်စီးခဲ့ပြီးယာယီတဲတွေလေတဲလွင့်ပါတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါပါခင်ဗျာကျွန်တော်ဇွဲသစ်ပါ